ကော်ဖီကော်ဖီကျွန်တော်အားကောင်းတာအဲ့လိုပေါ့ဘူးကျွန်တော်ပြောသလိုပဲကျွန်တော်ကအစရကျွန်တော်ကော်ဖီကော်ဖီကိုကြိုက်တယ်ကော်ဖီတောင်းရင်တောင်းရင်နဲ့မှာအော်ဒါတွေကောင်းကျိုးတွေသိလာကျွန်တော်ကိုယ်ခံစားလာရတယ်အဲဒီနေ့ဆိုလဲလာပြတယ် fatty level level 3ကနေပြီးတော့နှစ်လအတွင်းမှာဒုံးဆို1ဖြစ်သွားတယ်ပေါင်20 30တော့ပြုတ်ကျသွားတယ်ကျွန်တော်ပြောသလိုလုပ်ပါကျွန်တော်ပြောသလိုကျွန်တော်လုပ်သလိုမလုပ်ဘူးကျွန်တော် ပေါင်20 30ကျွန်တော်မကြောက်ဘူးကျွန်တော်ကြာရင်ကျွန်တော်ကော်ဖီတောက်လဲကျွန်တော်နည်းနည်းကော်ဖီရဲ့ dose ကများသွားပြီဥမာပြောချင်တဲ့အတိအကျကျွန်တော်တကကော်ဖီကမတိုးတော့ဘူး ော်ဖီတောက်လဲစားတာဒါပေမဲ့ခုမှစားတော့တဲ့သူဝိတ်ချတဲ့သူကကော်ဖီတောက်တာနဲ့ဆစ်ဆစ်ပေါ့နော်ကော်ဖီဆစ်ဆစ်ကိုပြောတာတဘာဝကော်ဖီအမှုန့်တွေကိုပြောတာနော်ဘူးတွေ ready made တွေပြောတာမဟုတ်ဘူးနော်ဟိုကျွန်တော်လေ့လာဘူးတာဟုတ်လားမှန်လားမှားလားတော့မသိဘူး next coffee တတိယ next မတော့ဘူးတဲ့အဲ့တော့ကျွန်တော်လည်းမသိဘူးအဲ့တော့ကျွန်တော်ပြောတော့အေးထိုင်းကထိုင်းရထုတ်တာပဲထိုင်းတတိယထဏပဲသူကတော့အဲ့လိုမျိုးတဘာဝကော်ဖီတောက်တယ်ပေါ့နော်ဒါကျွန်တော်တို့လည်းမသိဘူးဒါပေမဲ့ next မှာတခုကောင်းတာရှိတယ်အဲ့ဒါဘာလဲဆိုတော့ decap လို့ခေါ်တယ် decap ဆိုတာ ကဖင်းကိုဖယ်ထားတာကော်ဖီကိုမတောက်တက်တဲ့သူတွေမတောက်လို့မရဘူးရင်တုံတဲ့သူတွေကဒီကဖင်းနေတဲ့လို့ခေါ်တယ်ကဖင်းကိုဖယ်ထားတဲ့ဒီကပ်ကိုတောက်ရင်တော့ရတယ်အဲ့ဒါတော့ next မှာရှိတယ်ကျွန်တော်ယိုဟာစင်ကာပူတစ်ခါကတောက်ဘူးတယ်အမေရိကန်ရောက်တော့ဒီကပ်တွေအများကြီးပဲအမေရိကန်တော့သူကလုံးဝကိုသူတို့ယူထုတ်တယ်ဒီမှာကျတော့သူတို့ကဒီကပ်ကကျသူတို့ကပေါနေပြီလေဒီမှာကျတော့ကျွန်တော်တို့ကဒီနီးပညာမရှိသေးဘူးအဲ့ဒါလုံနိုင်တဲ့ကောင်တည်းဖြစ်မှာပဲဒီကပ်ကိုသွင်းခဲ့လိုက်ကျွန်တော်တို့ကြုံညာပေးမယ်ဘာလို့ဆိုတော့ဒါရင်တုံတဲ့သူတွေနှလုံးသားတွေလက်တောက်လို့ရတယ်လေခုကျတော့ ရှာကော်ဖီတောက်ချင်တဲ့ရင်တုံလို့အိတ်မပြော်လို့ကဖိန်းများလို့ပေါ့နော်အဲ့ဒါဆိုရင်တော့တရက်ကိုနှစ်ခွက်သုံးခွက်မပုံနဲ့ကျွန်တော်ကျတော့၅ခွက်လောက်တော့လေဘာဖြစ်အိတ်တာပဲခူခိုင်းနေညာပဲကျွန်တော်ကကြော်သွားပြီကော်ဖီအောင်ဖျက်မဲ့စင်ရောက်နေပြီကျွန်တော်ကျတော့၅ခွက်၆ခွက်လောက်တောက်တယ်ဘာမှလည်းမဖြစ်ဘူးအဲ့တော့တချို့ကြတော့အဲ့လိုတောက်ပြီးကြတော့ဘာဖြစ်လဲဆိုတော့လုံးဝဝိတ်ကြသွားအစာမစားပဲနေလို့ရတယ်ဆိုတော့နော်ကော်ဖီကတကယ်ကိုအစားခံပါတယ်မနေ့ကအိယာထိုင်ရင်ကြောက်ပြုတ်တလုံးကော်ဖီတစ်ခွက်တောက်ကြည့်လိုက်အစာမစားပဲနေလို့ရတယ်တောက်ခံလို့ရတယ်အာဘာဖြစ်အေးဆေးပဲလေ17 17လောက်မှထမင်းစားတယ် ဘယ်ကောပဲလေဘိုက်ကတိတ်မစားဘူးလေနေလို့ကောင်းတယ်လေအဲ့ကြောင့်သူအသေးသေးအသေးသေးရှိချက်အစီရဆွဲတုံတုံနေအားစီဂျိုတွေသွေးတို့နှလုံးတွေပါယော့သွားနိုင်မယ်ကျွန်တော်ခု40နှစ်ပြည့်တော့မယ်နော်ကျွန်တော်သွေးတို့နှလုံးစီဂျိုမရှိဘူးအသက်စီဖုန်းက level 1ပဲရှိရအဲ့လည်းတောက်လို့တောက်လို့ဟိုတောက်တယ်ဆိုရလဲဟိုကျွန်တော်ရုပ်ကမပြတ်သေးဘူးလေရုံမပြတ်သေးဘူးတားကြီးလည်းမမဲသေးပါဘူးဟိုအသေးတွေမထသေးဘူးပေါ့နော်မထသေးလို့တောက်တယ်ပေါ့နော်တော့တော့လို့ကောင်းနေသေးပါကျွန်တော်ကတော့ကျွန်တော်တို့တော့မလုံနဲ့ပါကျွန်တော်ကတော့အမြဲတမ်း ကွာ coffee ချနေတာဒီကငါးခွက်လောက်တောက်နေလူဆိုတော့ကျွန်တော်ကျွန်တော်အသေးစိတ်တော့မတောက်ဘူးကျွန်တော်ဗီတာမင် D တော့ zinc တော့တခါလေး arginine တော့ပဲတောက်တယ်ဟိုဘာမတောက်ဘူးဘာမတောက်ဘူးခီးတော့လည်းဘာမတောက်ဘူးဟိုဘီယာပဲတောက်တယ်ပင်မန့်ဘီယာတောက်တယ်ဘီယာသေးကျွန်တော်တည်းဘာ plan ပဲကျွန်တော်တည်းဆေးပဲတဲ့နေတာကျွန်တော်ကျွန်တော် no နဲ့ပင်မန့်နဲ့ဆိုဘီယာတစ်ခွက်တစ်ခွက်ချလိုက်ဟာလုံးဝ fresh ကောင်းပါမယ်အများကြီးတော့တောက်လို့မရဘူးဘီယာအများကြီးတောက်တယ်လေတော့အဲကြောင့် coffee ပြန်တောက်ကော်ဖီတောက်လိုက်ဘီယာတောက်လိုက်နေနော်ဟိုကော်ဖီကရင်ပြားတာမဟုတ်ဘူးကော်ဖီတောက်လို့ဝိတ်ကျသွားတဲ့ကောင်မလေးတွေက အသားရည်နေနဲ့ကြသွားတာကိုရင်ပြရတယ်ထင်တာ no 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 coffee ကရင်မပြဘူးကျွန်တော်ဟိုကျွန်တော်ဟိုမာမီတို့ရော